ညွန့်ကြီးအစိုးရကနိုင်ငံရေးမှန်ကန်မယ်ဆိုလို့ရှိရင်ကျမတို့တော်လိုင်းရအောင်လာကြပြီဒီအန်ညွန့်ကြီးအစိုးရကနိုင်ငံရေးမမှန်ကန်တဲ့ခါကျတော့တော်လိုင်းရလည်းဘလို့မှအောင်မြင်မှုမရှိတော့ဘူးနော်ဒါကြောင့်အောင်မြင်မှုမရှိတဲ့ခါကျတော့ကျမတို့တိုင်းရင်းသားတွေကကို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 ဘာတိုင်းရင်းသားလူမျိုးလဲဆိုတော့ကို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 သိရမယ်နော်အဲ့တော့ကိုကိုကိုကရင်လူမျိုးဆိုကရင်အလုပ်လုပ်ပါကချင်လူမျိုးဆိုကချင်အလုပ်လုပ်ပါကယားလူမျိုးဆိုကယားအလုပ်လုပ်ပါနော် ဒီအန်ယူဂျီနဲ့ဆက်ပေါင်းပြီးတော့နိုင်ငံရေးဆက်သွားနိုင်မယ်စစ်ရေးဆက်သွားနိုင်မယ်ဆိုလို့စကျွန်တော်တို့တိုင်းသားတွေကတော့ဆက်ပြီးတော့မတာတွေပေါ်ဖို့ပဲရှိတော့တာပေါ့နော်မတာတွေလည်းပေါ်မယ်နေမြေတွေလည်းဆုံးဆုံးမယ်ဘဝတွေလည်းထပြက်စီအောင်မယ်။ဘာကြောင့်ဆိုတော့ဒီတော်လိုင်းကကျွန်တော်တို့ကြီးလာတဲ့ခါကျတော့ကျွန်တော်တို့မြင့်လာတဲ့ခါကျတော့ကျွန်တော်တို့ပေါ်သားလာတဲ့ခါကျတော့နော်ကျွန်တော်တို့တိုင်းသားတွေရဲ့ဖြစ်တဲ့ပြဿနာမဟုတ်ဒီဗမာမဟာလူမျိုးကြီးဝါဒါနဲ့စိမိတ်စာတွေအချင်းချင်းနေရာလူနေကြတဲ့အာနာလူနေကြတဲ့နော်ယာထုတွေလူနေကြတဲ့ အတွက်ကြောင့်နော်ဖြစ်ပေါ်နေတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တိုင်းသားတွေကဘူးမသိဘာမသိတဲ့အကြမ်းတော့မှခံနေရတယ်။ကျွန်တော်တို့နေနေမှာကရင်နေနေကချင်းနေနေကြားနေနေမှာလာပြီးတော့နော်တိုင်းသားတွေန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 ေစက္ကစသိအောင်နော်တို့တွေအမျိုးမျိုးရုပ်စင်တွေရိုက်ပြတယ်ဘာလဲကန်ဘေးတွေလှုပ်ပြတယ်ဘလော့ချက်တွေလှုပ်ပြတယ်စစ်ကောင်စီကြတော့အထာနေကိုတို့ပြပြီးတော့အခုလိုမျိုးပဲငါနေအတွင်းမှာနော်တော်လိုက်အောင်မြင်ရမှာမအောင်မြင်မယ်နဲ့ တော်လိုက်အောင်ထားတဲ့နေရာတွေကိုပါစစ်ကောက်စီပြန်ပြီးတော့ယူလာကောပြီးနော်ကရင်ပြည်နယ်မှာကရင်ပြည်နယ်မှာနော်အခုကရင်ပြည်နယ်မှာအရန်ကိုမှစိုက်တာကြစရာလဲကောင်းတယ်လို့စိုက်ပြက်စရာလဲကောင်းပါတယ်စင်အဲ့မှာအာမင်းတို့ energy ကမဆိုင်ဘူးမဆိုင်ဘူးလို့မပြောနဲ့ကြောက်ပြီဒီစော့ပြဿနာတွေကဘယ်ဟာတက်လာလဲဆိုတော့နင်တို့သိတာဒီစော့ပြဿနာတွေတက်လာတာဒီမင်းတို့ energy နဲ့ KNU နဲ့အပေးယူလောက်တာမာသွားလို့နော်မာသွားလို့စော့ချစ်သူသိလို့ပဲစော့ချစ်သူကလည်းမင်းအောင်လည်းနဲ့ပြဲပြီးတော့ညှိလိုက်တာဒါကြောင့်အခုပြဿနာတွေကဘယ်ဟာဆက်လာလဲဆိုတော့မင်းတို့ NUG ခေါင်းဆောင်နဲ့ KNU ခေါင်းဆောင်နဲ့ကစားတဲ့နိုင်ငံကြီးအကွက်တွေ C အကွက်တွေမာသွားလို့ အခုလိုမျိုးပဲနင်တို့ထားခံနေရပါလားရှင်เนาะဒါကြောင့်တတိထားကြပါလို့မှမျိုးပြောချင်တယ်เนาะအရင်ကလည်းစက်ကူတယ်အဲကြောင့်တို့ရဲ့ဂွေနဲ့မှမဝင်ဖို့တတိဝီတရားနဲ့တော့ဆက်ပြီးတော့အလုံးလုံးကြပါလို့မှမျိုးပြောချင်တယ်เนาะအရင်စက်ပူရတယ် အခုကလေးတွေဆိုလဲတချို့ကလေးဆိုလဲထပ်ပါမရှိတော့ဘူးအခုသူတို့တွေအကြက်ကန်တာပြီလေ KNU တွေကဒီ KBDX တွေအကြက်ကန်တာပြီလောကမပေးထွက်တော့ဘူးနော်ပေးထွက်လို့လည်းမရတော့ဘူးအခုဒီကရင်ပြည်တွေမှာဒီတလားနဲ့လအတွင်းမှာပဲနော်ဒီစော်ချစ်သူအကွက်ထဲမှာဝင်နေအချိန်မှာပဲကျွန်မတို့ PDX ကလေးတွေကျွန်မတို့ KNA တွေအများကြီးစဆောင်သွားတယ်နော်စဆောင်သွားတဲ့ကလေးတွေတကယ်အရေးအချင်းရှိတဲ့ကလေးတွေတကယ်တတိရှိတဲ့ကလေးတကယ်ထမြတဲ့ကလေးတွေတကယ်ဟိုမှာနှလုံးရည်လက်ရုံရည်ပြည့်စုံတဲ့ကလေးတွေစဆောင်ရတာမင်းတို့စစ်ဆက်ပြီးစည်ရည်ရတယ်မင်းတို့အဖေဆိုအဖေဆိုလည်းမသားပေါ်တော့မှာဘာဖြစ်လဲဆိုမင်းတို့ KNU KNA ကောင်းဆောင်တွေကလောက มองชิดตัวกูมันลงสันไหนบุเนาะไอ้เราจะบอกนี่เราดูแบบสี่เอสต้าเมื่อสุนี่เนี่ยทับเตีอยวมาทับมาตาปอมาเนาะแต่จะบอกมีน้องทับมาตามาปอชิ้นทับเด้อมองชิดตัวอย่างกระซากว่ามาอัฟเฟจุนมาเชิ้นก็ตู้เล็กเคทีเอเอเนี่ยแต่ละปอมเรามหาไม่เจียะที่สายต่ออีตอลันเย่มาเนี่ยเราอินอันเป็นเล่าไปจริงๆเนี่ยเราเป็นเล่าไปสอยงชอสอปิญญาตัดสอบวยดิยะสอบดิพิญญาก็ยิ่งตีเนี่ยมาสิลาตาดักก็ตู้เล็กเคทีเอเอเนี่ยเรามหาไม่มาปองรู้สิมันเราเป็นดอมาสิเลมันไหน အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကရင်ပြည်နယ်က PDF တွေပြေပောက်ပိတ်သွားပြီလို့ကရင်မမမျိုးပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာတို့တော့လေကျွန်တော်တို့တွေကစိတ်ဓာတ်မကြဘူးစိတ်ဓာတ်မပြည့်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ကရင်ပြည်နယ်မှာဆိုစီမကောင်းတဲ့လူကအချိန်တိုင်းစေသူအဝေးစီတွင်ပဲကြားမယ်အတွက်ကြောင့်မလို့အချိန်တိုင်းလို့ရှင်တော့အချိန်ရစကားပြောလိုက်မယ်လို့ကျွန်တော်တို့တွေကခံယူပါတယ်ကျွန်တော်တို့တွေကယုံကြည်ပါတယ်နော် ါကြောင့်တိုင်းရင်သားတွေအကောင်လို့ကရင်ပြည်နယ်မှာလာနေတယ်ကျွန်တော်တို့တိုင်းရင်သားတွေတော့စိတ်ရမကြနဲ့ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်တို့ကရင်ပြည်နယ်မှာဆိုတွေ့တော့ဟောလားဒီ PDF ကလေးတွေဆိုတွေ့တာဒီတောင်ပိုင်းမှာလာနေတဲ့တောင်လိုင်းကြီးအဖွဲ့စည်းတွေတိုင်းရင်သားလူငယ်လေးတွေဆိုပြီးသူတို့အရင်တတိရှိတယ်အရင်လည်းဆွဲရှိတယ်အရင်ကလည်းထမြတဲ့ကလေးတွေတခြားပြည်တခြားနယ်မှာဆိုကျွန်မမပြောဘူးတခြားပြည်တခြားနယ်မှာဆိုစိတ်ဘုံရန်သူကစစ်ကောင်စီတစ်ဖွဲ့ပဲစီရညီမကျွန်တော်တို့ကရင်ပြည်နယ်မှာကျွန်တော် BGA နဲ့ကျွန်မတို့ရန်သူပဲ NCA နဲ့ကျွန်မတို့ရန်သူပဲနော်ဒီ DKP ရဲ့ကြားဖြတ်တွေလည်းကျွန်မတို့ရန်သူပဲဘာဖြစ်ဆိုတော့သူတို့အင်အားကြီးနေတဲ့အုပ်စုတွေငွေနိုင်တဲ့အုပ်စုတွေအခြေချင်းပြန်ပေါင်းပြီးတော့တော်လိုင်းရေးကိုပြုတ်ကွဲအောင်လှုပ်ကြံနေတာတော်လိုင်းရေးကိုပြုတ်ကွဲအောင် လောက်ကြတာမကဘူးဒီအင်အားကြီးနေတဲ့အဖွဲ့စည်းတွေနောက်ပြီးတော့စောက်ကြီးစောက်ကြွားစောက်ကြဲဖင်ရားနေတဲ့အုပ်စုတွေကို ထိုးကျွေးပြီးတော့အယုတ်သွင်းပြီးတော့ဒီတော်လိုက်ရေမနိုင်အောင်နော်ဒီစီရေမနိုင်အောင်နော်ထပ်ပမစီအောင်နင်းလန်းမျိုးစုံနဲ့သူတို့လှုပ်သွားတာနော်အောင်မြင်သွားပြီလေအခုဆိုအောင်မြင်လားမအောင်မြင်လားကြည့်လိုက်စောချစ်သူရဲ့ကစားကွက်တမှာဝင်ကုန်ပြီစောချစ်သူရဲ့ကစားကွက်တမှာဝင်တဲ့ခါကျတော့သူတို့ဘယ်လိုရုတ်ထွက်ရမလဲတော့မသိတော့နော်ဒါမှမဟုတ်သူတို့ကိုယ်တိုင်လည်းရုတ်ထွက်ဖို့သူတို့ပြတ်ကြိုးစားနေပါတယ်နော်အဲ့တော့နင်တို့တွေကြိုးစားနေတဲ့အချိန်မှာကျွန်မပြောဒီကရင်တော်လိုက်ရေဆိုလို့ရှိရင်နင်တို့တကယ်မောင်ချစ်သူတို့ NCA အုပ်စုတို့မင်းအွန်လိုင်းအုပ်စုတို့ကိုအပြတ်တတ်မယ်ဆိုလို့ရှိရင်ညီတို့တော်လိုင်းရေလုံနေတဲ့ပြည်သူအသက်တန်းပြည်အသက်လူမျိုးအသက်စိတ်မှန်တဲ့လူ ူခွေရရှိဖို့ဒီမိုကရေစီရရှိဖို့လူလာရရရှိဖို့ကိုပဲအောက်ချုပ်ခွေနဲ့ရရှိဖို့ဆိုလို့ရှိရင်ပေါ်တူးလေ KDNA ဘိုချိုနဲ့လည်းညတိစားအဖွဲ့တစ်ဖွဲ့နဲ့မင်းတို့ပြန်လာပေါင်းရမယ် မတော်ဆိုကရင်ပြည်နယ်မှာဆိုစင် K နဲ့ပတ်သက်လာတဲ့အဖွဲ့စည်းတန်းကကြာဖြတ်စရင်နဲ့ဝင်ကုန်ပြီနော်ဒီ K နဲ့ပတ်သက်လာတဲ့အဖွဲ့စည်းတန်းဒီကြာဖြတ်တဲ့စရင်ဝင်သွားပြီကဘာဥပဒေကြီးလည်းချိုးဖောက်တဲ့အဖွဲ့စည်းဖြစ်သွားပြီဒီ K နဲ့ပတ်သက်တဲ့အဖွဲ့စည်းမှာကဘာဥပဒေကိုမချိုးဖောက်ပါနဲ့ကြာဖြတ်နဲ့မှာပတ်သက်တဲ့အဖွဲ့စည်းဆိုဒီ KTA တဖွဲ့ပဲဆိုတဲ့ပေါ်သူလေဂါပဲမဲ့ကိုပန်အချုပ်ခွင့်ကိုပန်တတခွင့်တတိရှိရှိနဲ့နော်ကိုကကြမှာကိုဖန်တီးတဲ့ဒီဘိုချိုးနန္ဒာညာအသက်ပြန်လာသွင်းတဲ့အဖွဲ့စည်းတဖွဲ့ပဲဆိုတဲ့တန်အဖွဲ့ကြတော့ကျွန်တော်တို့ပေါင်းမယ်ဆက်သွားမယ်ဆိုလို့ရှိရင်ကျောက်လို့လေအဝေးစီတွင်ပဲမတာပေါ့ပဲမကျွန်တော်ဆိုအခုကရင်ပြည်နယ်မှာဆို KNUK အနေက ေါင်းဆောင်တွေကနော်စောချစ်သူကိုမလွန်ဆန်နိုင်ကြဘူးစောချစ်သူကိုလည်းသူတို့လောဘကိုမလွန်ဆန်နိုင်တဲ့အဖြစ်စောချစ်သူရဲ့ဒီအမိုက်အတိုင်းစောချစ်သူရဲ့အပျော်အတိုင်းစောချစ်သူရဲ့အမ်စီယောအတိုင်းသူတို့ကသွားနေရတယ်သူတို့ကလိုက်နာနေရတယ်ဒါဆိုအခုစောချစ်သူရဲ့ gwin ကိုနော်စောချစ်သူကစက်စက်ကန်တာလို့သူတို့အခုဘာမှလုပ်လို့မရတော့ဘူးလုပ်လို့မရလို့ပဲအခုစီရဲဘဲမှဆိုလို့စိတ်ကြည့်လိုက်နော်နေ့စဉ်ညစဉ်ကျောက်တို့ PTA ကျောက်တို့ KNA နော်ဆိုလို့ရှိရင်အနေနဲ့စစုံနေရတယ်တတိယတော့ကတော့မထောက်ဖို့နော်ဒီအာစာလိုင်းမှလာဒီနေစာမှလာအခုဆိုလို့ရှိရင် BGS ဆော့ချစ်တူတို့အုပ်စုဒီ KBA ကြားဖြတ်တို့အုပ်စုဆိုလို့ရှိရင်စက္ကစနဲ့ပေါင်းပြီးတော့နော်လေကီကော်တို့ဝေါ်လေတို့ဆိုလို့ရှိရင်ပြင်းနေတာပဲလောက်ဝမ်းထားတာနော်ဒီတော်လိုက်အုပ်စုကဘယ်လိုပြေလို့ပြေရမှာမသိတော့နော်တတော့တိုက်ပါတယ်သူတို့တွေလည်းပြန်တိုက်မယ်သူတို့တွေလည်းပြန်ပြီးတော့ရအောင်သူတို့ပြန်စူးစမ်းမယ်နော်နှံ့အောင်လည်းသူတို့ပြန်လုပ်မယ်ဒါမဲ့အခုကြတော့တော်တော်ရုတ်ရခက်ပြီးပါကျွန်တော်ဆော့ချစ်တူကသူတို့နော် အကွက်တွေသူတို့သွားမဲ့စီရဲတွေသူတို့စောက်မဲ့လမ်းတွေသူတို့လောက်မဲ့အလုပ်တွေအကုန်လုံးစောကြီးသူသိသွားပြီစောကြီးသူသိသွားတဲ့အခါကျတော့သူတို့အတွက်ကျတော့တကယ်အန်တီးများလာပြီနော်အဲ့ဒါကြောင့်အန်တီးများအတွက်ကြောင့်မလို့နော်တတိတော့ထားကြပါခရင်ပြည်နယ်မှာကျတော့မမျိုးပြောပြီးဒီတမ6နှစ်မြီမှာကျတော့တကယ်ကိုမှအခုအန်တီးအရင်ကြီးသွားပြီကျမတို့ရဲ့တော်လိုက်အဖွဲ့စီတို့ပေါ့နော်ဒီအန်နူးကြီးနဲ့ပေါင်းနေတဲ့အောက်စုတွေပေါ့နော်တတိထားပါဘာကြောင့်ဆိုမချစ်သူကသူ့ တကယ်သူပြောတာပဲမိနော်။ကျမတမခုနီးမနေတဲ့လူပါနော်။ကျမသိတာပေါ့နော်။ဘာဖြစ်ဆိုတမခုနီးမဆိုတဲ့ဒီမော်ချီတူပေရဲ့အနီနာတဝါမှာဆိုစေမမျိုးနဲ့အမြင်နဲ့ဆက်သွက်လာတယ်နော်။သူတို့စီဝေးပွဲပါတယ်တက်လို့စင်နော်။နော်ဆော်ချီတူကစကားပက်ပက်ဖတ်ဖတ်တလို့ပဲသူပြောတယ်နော်။ဒီကရင်ပြည်နယ်မှာဆိုပြီးပေါ့နော်။သူကရင်ပြည်နယ်ဒီကရင်ပြည်နယ်တပြည်လုံးသူသူရဲ့အုတ်ချုပ်ရေးအားမှာပဲနေရမယ်။သူကနော်ဒီကွန်မြူနီစနစ်ကိုပဲအထူးအုတ်ချုပ်ရေးကိုပဲအထူးဒေသအုတ်ချုပ်ရေးဝါလိုမျိုးသူကသွားမယ်နော်။ သူသွားမဲ့အတွက်ကြောင့်မလို့အခုဒီငါးနှစ်အတွင်းမှာ KNU လက်အောက်ခံစစ်တပ်နေတဲ့ KN KNA အဖွဲ့အစည်းတွေ KNDO အဖွဲ့အစည်းတွေ DKB အဖွဲ့အစည်းတွေဘာကြောင့်ကြားဖြတ်ကိုသူတို့မတက်ရဲတာလဲကာစီနိုကိုသူတို့မတက်ရဲတာလဲပြည်သူလူထုတွေတတိမထားမိဘူးလားပြည်သူလူထုတွေရောမယိမ့်မိဘူးလားကျွန်မဆိုအရင်ယိမ့်မိနေတော့ဘာကြောင့်ဆိုတော့ကျွန်မတို့ကရင်ပြည်နယ်မှာကျွန်မတို့ဒီအာနာစင်ကိုတော်လိုက်တာလက်နဲ့ကင်လက်လမ်းစင်ကိုရွေးကြတဲ့အခါကျွန်မတို့ရဲ့ပြည်နယ်ကျွန်မတို့ရဲ့လူမျိုးတွေမပြတ်စည်းအောင်မတောင်းအောင်နော်ဘဝတွေမပြတ်အောင်ဒီကြားဖြတ်ဆိုတဲ့အရာကိုကျွန်မတို့တွေကဖြုတ်ချရမယ်နော် ကျွန်တော်တို့ဖြိုချရမှာမယ်ကျွန်တော်တို့လူမျိုးတွေကျွန်တော်တို့တိုင်းပြည်တွေအေးချမ်းပါရငိမ့်ချမ်းမယ်အဲ့တော့ဒီတော်လာရဲ့ငါနဲ့အတွင်းမှာကြာဖြားလုပ်နေတဲ့အုပ်စုကိုမတိုက်ပဲနဲ့နော်ဖာရုံမူကြီးစေဝါရုပ်ထောင်းတဲ့အုပ်စုတွေကိုတို့တွေကမတိုက်ထုတ်ပဲနဲ့နော်ဖာရုံတလုံးမှတို့မဖြိုရဲပဲနဲ့ဘာကြောင့်ဖာရုံတိဆောက်တဲ့ကောက်တွေနဲ့ပြန်ပေါင်းပြီးတော့နော်အပေးယူလောက်ရလဲဆိုတော့အရန်ကိုမှစဉ်းစားစရာကြီးဖြစ်ပေါ်လာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေတိတိကျကျစဉ်းစားပေါ့နော်အခုကရင်ပြည်နယ်မှာဆိုလို့ရှိရင်ဒီ ငါနေ့အတွင်းမှာနော်တော်လိုက်ရအောင်မြင်ရမယ့်အချိန်မအောင်မြင်မနဲ့ဘာမဟုတ်တဲ့ကြာဖြတ်ခေါင်းဆောင်နဲ့ပြန်ပေါင်းပြီးတော့နော်မဟာမိတ်တွေပြန်လှုပ်တယ်ဖားရုပ်တွေထပ်ထောင်းတယ်မူကြီးစေဝါရုပ်တွေထပ်လှုပ်တယ်ကာစီနိုတွေထပ်ပြီးတော့အများကြီးအများကြီးအများကြီးများတော့နော်ပိုးပြီးတော့သူတို့ညှိပြီးတော့သူတို့လှုပ်ကြတယ်ဒါဆို KNU KNA KNDO DKBA ခေါင်းဆောင်တွေကစောချစ်သူကြွေးတန်းစားချောစောချစ်သူခန်းတဲ့နွားအစိမ့်ပဲရှိတော့တာပြည်သူခန်းတဲ့နွားအစိမ့်မဟုတ်ဘူးနော်ဒီခွေး ခွေးကလမ်းပေချီစားတဲ့ခွေးခမ်းနဲ့အဆင်ပဲသူတို့မှအဆင်စီတော့တာ ဒါကြောင့်မို့ခုကင်းရင်ဒီထဲမှာအရန်ကိုမှစိတ်မကောင်းစရာမတင်နေနေတာကျွန်မကြားနေရတယ်နော်ကျွန်မကြားရပြီမဲ့လေကျွန်မစိတ်မကောင်းဖြစ်တယ်စိတ်မကောင်းဖြစ်ပြီမဲ့လေကျွန်မတို့လောဝကိုအဆုံးမပေးဘူးလောဝကိုအနောက်မဆုတ်ဘူးဘာကြောင့်လဲဆိုတော့ဒီကရင်လူမျိုးတွေဘဝပျက်စီအောင်လုံနေတယ်အမျိုးသစ္စာဖောက်တွေကျွန်တော်အပြတ်တိုင်းနိုင်မှာကျွန်တော်ကရင်လူမျိုးတွေလူမြောက်မယ်ကျွန်တော်တိုင်းပြည်တွေလည်းလူမြောက်မယ်နော်ဒါကြောင့်အခု KNU KNA DKBA ခေါင်းဆောင်တွေကစော်ချစ်သူအကွက်တမှာဝင်ကုန်ပြီနော်အခုဘယ်လိုအကွက်တမှာဝင်လဲဆိုတော့ဒီကြားဖြတ်ကိုတို့မတတ်ထုတ်ပဲနဲ့ကြားဖြတ်ကိုတို့ပို့ပြီးတော့ခိုင်မာအောင်လှုပ်ချုပ်အောင်တို့တွေကပြန် ကာကွယ်ပေးနေတယ်နော်အခုလိုမျိုးသူတို့ကာွယ်ပေးလို့ဒီကြားဖြားတွေကိုပို့ပို့တော့များအောင်ရလာတဲ့ပတ်စံတွေသူများဝေစားလို့เนาะအခုဒီနယ်ဆာမှာစီနေတဲ့ဒီထန်းနယ်ဆာမှာစီနေတဲ့နယ်မြေတွေအကုန်လုံးစောချစ်သူကထိုင်ချုပ်လိုက်ပြီเนาะထိုင်ချုပ်လိုက်တယ်ဆိုတော့သူတို့ထိုင်ချုပ်လိုက်ဆိုတော့သူရဲ့ဒီဆက်ကဆာလူတွေကိုသူပို့လာတယ်ဒီ KBA လူတွေနဲ့သူပေးပေါင်းတယ်ပြီးတော့စေသူထိုင်ချုပ်လို့ရအောင်သူရအုတ်ချုပ်ရေးအားမှာပဲသွားဖို့အခု KNU KNA ခေါင်းဆောင်သူညှိနေပြီเนาะဒါကြောင့်အခုကျွန်တော်တို့ပြည်သူလူထုတွေကျွန်တော်တတိတစ်ခုပေးမယ်เนาะအခု NG နဲ့ပေါင်းတဲ့အုပ်စုတွေပေါ့เนาะဒီတမ6မှာအခုနယ်ဆာမှာ ဝော်လေလေကီကောနေတဲ့အဲနူးကြီးနဲ့ပေါင်းနေတဲ့နမြင့်ကြီးနေတဲ့အဖွဲစီတွေပေါ့နော်ဘယ်အဖွဲစီလဲဆိုတော့အားလုံးသိမှာပေါ့နော်နမြင့်ကြီးနေပြီးတော့အဲနူးကြီးမြပေးလာလို့ဖိနေလက်ကောက်ရားနေတဲ့အုပ်စုတွေပေါ့နော်ဖိနေရားတာမရားတာဆိုတာမသိဘူးရုပ်စင်မင်းသမီးမိသားထက်တော့မှဖိနေရားနေကြတာနော်အဲ့ဒါကြောင့်အခုတို့တွေကခိုင်နေရပြီစောချစ်သူကစားကွက်မှာတို့ဝင်တော့တို့ဘာမှလုံးလုံးမရတော့နော်နောက်ကြောင့်စောချစ်သူကတို့ပြန်ညှိနေပြီနော်ငါနဲ့အတူတူနော်အထုဒေတာအောက်ချော်ရေးပြန်လာမလားဒါမှမဟုတ်ရှင်နေတော့တော်မဲ့ဒီမိုကရေစီအန်ဂျီနဲ့ပဲဆက်သွားမလားဘောနော်ပေါ်သူလေဖက်ဒရယ်အန်ဂျီနဲ့ဆက်သွားမလားဆက်သွားမယ်ဆိုလို့ရှင်တော့ငါနဲ့တိုက်ရမှာပဲနော် စောချစ်သူကတော့ညိလိုက်ပြီသူတို့ရဲ့ခေါင်းဆောင်လေးညိလိုက်ပြီသူတို့ခေါင်းဆောင်လေးကခေါင်းခခေါင်းခေါင်းဟုတ်ကဲ့လို့လောက်လိုက်ဒါပေမဲ့အချီအလူကမလောက်လေအချီလူကဘာလို့မလောက်လဲဆိုတော့ငါတို့တိုက်တာညီတို့အထူးတွေတောက်ချက်ကြီးတိုက်ပေးတာမဟုတ်ဘူးငါတို့တည်းဖဲဒလယ်နဲ့သွားမှာဖဲဒလယ်နဲ့သွားမှာဒါပေမဲ့ညီတို့ရဲ့အန်ယူဂျီသွားမဲ့ဖဲဒလယ်လေဥပဒေနိုင်ငံရေးလည်းမရှိဘူး။ဒါကြောင့်အခု KN ကောဆောင်တွေကခေါင်းလဲနေနော်။အခု KN ကောဆောင်တွေကဒီကွယ်သူဝင်းတို့ကြော်နင်းတို့ကြော်နင်းဆိုတာကစစ်စစ်ဦးစီချုပ်ပေါ့နော်။ KN စစ်ဦးစီချုပ်။ဒါမဲ့သူကမှချစ်သူနဲ့ဖိလို့ဖိခန့်နေ။ နော်ကျော်နီကသူပြောလဲဆိုတော့နော်ကရင်ပြည်နယ်မှာရှိတဲ့အဲနူးကြည်လဲဆိုလို့ရှိရင်တို့တွေကမသွားဘူး။ဘာပြဆိုမော်ချစ်သူလဲဆိုတို့ကသွားမယ်။မော်ချစ်သူသွားမယ်အထူးဒေတာဆိုတို့သွားမယ်။ဘာကြောင့်မော်ချစ်သူအထူးဒေတာအချက်ရည်နဲ့သွားရင်ဖာယုံမူရီစဝါယောကာစီနိုယောရလာတဲ့ပတ်စံတွေတို့အထူးမျိုးဆိုးတယ်နော်။ဒါကြောင့်ခုကရင်ပြည်နယ်မှာပြည်သူလူထုတဲ့တတိမထားမိဘူးလား။ KNU ခေါင်းဆောင် KNA ခေါင်းဆောင်ကဘာကြောင့်ဘိုချောနန်တာများအသက်ပြန်လာသွေးနဲ့ကော်တူးလေ KTLA ကော်တူးလေအစိုးရနော်ဂါဘဲမဲကိုဘာကြောင့်တို့လက်မခံလဲ။ မိုးချိုးနယ်သားများပြန်လာအသက်သွင်းတဲ့ကော်တူးတွေမှာဖာယုံမရှိဘူး၊မူကြီးစေဝါယုံမရှိဘူး၊ကာစီနိုယုံမရှိဘူး၊ကြာဖြားလည်းမရှိဘူး။နော်သစ်ခေါဝါခေါဗဒမြသူကြောက်မိသွေးတွေလောက်ပြီးတော့ဘာစီဝါရေးမှမရှိဘူးနော်။သူ့အနောက်မှာပြည်သူလူထုပဲရှိတယ်။စီတဲ့ပြည်သူလူထုတော့မှကိုချွေနန်းစာနဲ့အလုံးလုံးနဲ့ချစ်ချင်းမြတ်တာစေတနာနဲ့ပဲသူ့ကိုထောက်ပံ့ပေးတယ်။သူ့အဖွဲ့စည်းတွေကူညီပေးတယ်။နော်။ဒါကြောင့် KNU KNA ခေါင်းဆောင်တွေကမိုးချိုးနယ်သားများကိုလက်မခံတာအဲ့ဒီအပိုင်း။ဘာဖြစ်ဆိုမိုးချိုးနယ်သားများအသက်ပြန်တော့သူတို့ကော်တူးတွေဒီဖာယုံလည်းမရှိဘူး၊မူကြီးစေဝါယုံလည်းမရှိဘူး၊ကာစီနိုယုံလည်းမရှိဘူး။ငါတို့ဘယ်လိုမျိုးကု ူညီမလဲငါတို့ဘယ်လိုမျိုးကြွေရမလဲငါတို့ပဲသူ့ကြွေရမှာပေါ့အဲ့ဒါကြောင့်တို့လက်မခံနိုင်ခဲ့လို့မတော်နဲ့လားညာကိုရက်နှစ်ခုနှစ်ပိုင်း2022ကတည်းကကော်တူးလေအစိုးရကော်တူးလေတတ်မတော့အသက်ပြန်လာသွေးနဲ့နှစ်ကတည်းကဒီ KNU K အနေကောင်းဆိုလေစားနေထောက်ပြီးတော့ဘိုချောနေတာညာအသက်ပြန်လာသွေးတဲ့ကော်တူးလေတော်မတော့ကော်တူးလေအာမီခတီအဲ့ဒီသူတို့ရဲ့ KNU K အနေနဲ့မသက်ဆိုင်ပါဘူးမပတ်သက်ပါဘူးဆိုပြီးတော့သူတို့စားနေထောက်ပြီးတော့သူတို့ကြင်ညာလိုက်တာနော်အဲ့ဒါကဘာလဲတိလက်ကဘာလဲညီနေဒါကြောင့်အခု သူတို့ရဲ့အမားအကြီးဆုံးအမားပါလဲဆိုတော့နော်စောချစ်သူမှာဖာယုံရှိတယ်၊မူရီစဝါယုံရှိတယ်၊ကာစီနိုယုံရှိတယ်၊ကရင်ပြည်နဲ့တပြည်လို့ဆိုလို့ရှိရင်စောချစ်သူတို့ကြာဖြန့်အုပ်စုတွေကကရင်လူမျိုးတွေမကောက်နိုင်ငံ30ကျော်နိုင်ငံဘဝတွေပြည့်စည်အောင်လှုပ်ဆောင်သွားတယ်နော်အဲ့ဒါကြောင့်မို့အခုလိုမျိုး นี่ซอชิตูอัฟเฟ่เปลี่ยนล่ะตวินเนี่ย KNA กะยีต่ําดอဆိုတာ KNU เนี่ยเล็กไข่ไปไล่ตาเบ้สิแล้วเจ้าดิ KNA ဆိုတော့มอชิตูดิเนาะ KNU อานาကိုไฟไล่ตาဖြစ်ပါတယ်ရှင်ဒါเจ้าအခု KNU KNA ခေါင်းဆောင်တွေอ่ะซอปောက်လဲမအော်ရဲဘူးซอยုတ်လဲမပြရဲဘူးซอเสร็จနေကွဲပြီးတော့ซอชิตูရဲ့မိမရဲ့သေးရဲ့ကိုနေတိုင်းညတိုင်းသောင်းနေရပါတယ်ရှင်အဲ့ဒါကြောင့်မလို့ပြည်သူတို့ကိုလည်းကျွန်မပြောချင်တယ် NU ကြီးလက်အောက်ခိုင်မှာစစ်တမ်းနေတဲ့ KNU လက်အောက်ခိုင်ပူပေါင်းနေတဲ့အုပ်စုတွေကိုလည်းတတိထားဖို့မမျိုးလားပြော ောတာနော်မမျိုးကလေအဲနူးကြီးအစိုးရကိုမထောက်ခံပေမဲ့အဲနူးကြီးလက်အောက်ခံစစ်တပ်အနေနဲ့လက်နက်ကန်လို့မမျိုးထောက်ခံတယ်လေးစားတယ်ဂုံယူတယ်ဘာကြောင့်လဲဆိုတော့နင်တို့လက်နက်ကန်တာလဲဆိုတော့နင်တို့ရဲ့နိုင်ငံရဲ့ကြီးမှန်ချက်မရှိလို့ရှင်နင်တို့ဘာမှမသိဘူးနင်တို့သိတာတော့စစ်တိုင်းပဲစစ်ကောင်စီကအမြဲဆုံးတေမငါတို့ရွာပြောင်းရမယ်ငါတို့မိသားစုနဲ့ပြောင်းရမယ်ဒါပဲနင်တို့သိတယ်နင်တို့လက်နက်ကန်တာက တမ်းပြအတွက်လူမျိုးအတွက်နော်နင်တို့သိတယ်ဒါပေမဲ့နင်တို့မသိတာနင်တို့ရဲ့ဥဆောင်တဲ့နိုင်ငံရေးခေါင်းဆောင်နဲ့နင်တို့ဘယ်လိုမျိုးအသုံးချသလဲဥဆောင်တဲ့စီးရေးခေါင်းဆောင်နဲ့နင်တို့ဘယ်လိုမျိုးအသုံးချသလဲဆိုတော့နင်တို့မသိဘူးနော်အခုမှနင်တို့သိလိုက်ရတဲ့အဖေကဘာလဲဆိုတော့အိမ်ပြင်းနေမှာဆိုလို့စစ်ဒီတမ6နှစ်နေပဲကြီးလိုက်ပါနော်အခုစောချစ်သူကစားတဲ့အကွက်ကြတော့ကျမပြောပြီးစောချစ်သူဘတ်ဆိုက်လဲကြတဲ့ကသူ KNU အာဏာကိုသူတိုင်လိုက်တာဘာကြောင့်ဆိုတော့ KNU ခဲ့တဲ့ခေါင်းဆောင်တွေကစောချစ်သူကြွေးတဲ့ထမင်းကိုပဲစားနေရတယ်အသက်ဆင်နေရတယ်အတော့ကြောင့်မလို့စောချစ်သူကဖာရုံမှုကြီးဆိုဝါရုံမှုရှိရင်သူတို့ဘဝတွေလဲစုပ်ပြတ်သွားမယ်သူတို့သားသမီးသူတို့မိသားစုတွေလဲ ခွေးလမ်းဘေးကခွေးတွေလိုမျိုးချီစားတဲ့ခွေးတွေဖြစ်သွားမယ်။ဒါကြောင့်အခုလိုမျိုးပဲနော်တချို့ဒီတချို့မလဲတချို့ကင်းနေဆိုသူတို့မချစ်သူပါကြောင့်ဖောက်ခံနေတာမချစ်သူကပတ်စံအများကြီးရှိတယ်နော်ပတ်စံဆိုဆိုဘလို့လို့ချင်းလဲနော်ဘလို့လို့ချင်းလဲဘလို့စားချင်းလဲအကောလို့သူကလောက်ပြတယ်နော်အခုကင်းပြင်းနေမှာဆိုကြည့်လားအနုအနုပညာရှင်တမားနေနော် ကိုပိုင်ဘာမှလုံးမတတ်တဲ့ကောင်လေးဆိုရုပ်ရှင်မင်းမင်းသားလေးဆိုနော်ဟိုမချစ်သူနဲ့ဖင်တညာညာသွားခံလို့ရှိရင်နမိကြည့်ရပြီချမ်းသာလာပြီနော်အဲ့ဒီကားလေးသူများဝယ်ပြီးတယ်ဆက်ဆက်ဆိုင်ပဲအဲ့လိုမျိုးအဲ့လိုမျိုးကျွန်တော်တို့ကရင်ပြည်နယ်မှာအဲ့လိုမျိုးဒါကြောင့်ကရင်ပြည်နယ်မှာဆီအစိုးတော်တို့အမှုပညာရှင်တွေမှာတို့ကျွန်မတို့တော်တော်လောကကိုအထင်မကြီးဘူးဘာကြောင့်တို့စာရုပ်ကြည့်လိုက်စစ်တရားမအထင်ကြီးစရာလည်းမလိုဘူးဘာကြောင့်တို့ကိုပိုင်အရေးကြီးမရှိဘူးဒီကြာဖြတ်ဖခေါင်းဆောင်လေးနဲ့ပေါင်းပြီးတော့နမိကြည့်လာတဲ့ကောင်လေးကောင်မလေးများတယ်နော်ဒီကြာဖြတ်လက်နဲ့ကန်ခေါင်းဆောင်လေးနိုင်ငံရေးခေါင်းဆောင်လေးပေါင်းပြီးတော့နော်ဟိုဟိုနမိကြော်ကြားလာတဲ့လူတွေအများတယ်နော် ဒါကြောင့်အထင်ကြီးစရာလည်းမလိုဘူးเนาะအထင်သေးစရာလည်းမလိုဘူးပုံမှန်ပဲသူတို့ဘဝသူတို့ကိုယ်ကလုထားရမယ်เนาะပြောစရာလည်းမလိုဘူးဒါတည်းကနောက်တစ်ခုကျတော့အခုမောင်ချစ်သူရဲ့ကစားကွက်ထဲမှာဝင်သွားတဲ့အုပ်စုတွေဘယ်အုပ်စုလဲဆိုရင်ဒီ energy နဲ့ပေါင်းတဲ့အုပ်စုတွေเนาะမာကြောင့်လဲဆိုတော့တိုင်းသားတွေသိရတတ်မလဲ KNU ကောဆိုကွက်ထူဝင်လို့ကြော်နေလို့ဆိုတာမောင်ချစ်သူနဲ့လည်းပေါင်းတော့ဖင်ခံတယ်ဒီ energy နဲ့လည်းပေါင်းတော့ဖင်ခံတယ်အခု energy သွားမဲ့နိုင်ငံကြီးလည်းထွက်ပါမရှိဘူးเนาะနိုင်ငံတကာကသူတို့အသိမပြုတာလားသူတို့ထောက်ခံတာလားဆိုတော့နိုင်ငံတကာတော့မီဒီယာပေါ်မှာပဲ ထိုင်းနိုင်ငံတပ်ခရိုင်နှင့်ကန်ချာနောက်ဘူရီခရိုင်တွင်တရားမဝင်ဝင်ရောက်လာသောမြန်မာနိုင်ငံသား116ဦးဖမ်းဆီးရရှိကလေးငယ်များပါပါဝင်ထိုင်းနိုင်ငံတပ်ခရိုင်နှင့်ကန်ချာနဘူရီခရိုင်တွင်တရားမဝင်ဝင်ရောက်လာသောမြန်မာနိုင်ငံသား116ဦးဖမ်းဆီးရရှိပြီးကလေးငယ်များပါပါဝင်ကြောင်းထိုင်းနိုင်ငံမှလာသောသတင်းများအရသိရှိရသည် အော်တိုဘာလ17ရက်နေ့ထိုင်းနိုင်ငံတက်ခရိုင်ထိုင်းမြန်မာနယ်စပ်ဖုတ်ဖျားမြို့တွင်တရားမဝင်မြန်မာနိုင်ငံသားကိုဥလိုက်ပါလာသောကားကိုစစ်ဆေးရန်ထိုင်းအာဏာပိုင်များကရပ်တန့်ခိုင်းခဲ့ကြောင်းသိုရာတွင်ကားမှမရပ်တန့်ဘဲထွက်ပြေးသွားသဖြင့်လိုက်လံဖမ်းဆီးရာရင်မှာအရှိန်မထိန်နိုင်ဘဲလမ်းဘေးမြတ်တော်ကဲ့သို့ကားမှရောက်ရှိသွားပြီးကားပေါ်ပါတရားမဝင်မြန်မာနိုင်ငံသားကိုဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းထို့ပြင်ကားမောင်းသမားနှင့်အခြားထိုင်းတအူးကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရသည် ဖန်စီရရှိသောမြန်မာနိုင်ငံသား၉ဦးတွင်တရားဝင်အထောက်အထားတစ်စုံတရာပါရှိခြင်းမရှိဘဲတဦးလျင်ထိုင်းဘက်4500ပေး၍ဝင်ရောက်လာခြင်းဖြစ်ကြောင်းအဆိုပါမြန်မာနိုင်ငံသားများကိုဖုတ်ဖရမြူနယ်ရဲစခန်းတွင်အမှုဖွင့်အေးအေးယူထားကြောင်းသိရှိရသည် အလားတူထိုင်းနိုင်ငံကန်ချာနဘူရီခရိုင်တွင်လည်းယမန်နှင့်အော်တိုဘာလ17ရက်နေ့မြန်မာနိုင်ငံသားတရခုနှစ်ဦးလိုက်ပါလာသောအလုံပိတ်ကားတစ်စီးကိုထိုင်းအာဏာပိုင်များကတားဆီးစစ်ဆေးခဲ့ပြီးတရားမဝင်မြန်မာနိုင်ငံသားများအလုံးကိုဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရသည်။အဆိုပါမြန်မာနိုင်ငံသားများမှာထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ရန်အတွက်ဖျားသုံးစုမျိုးမှတဆင့်ဝင်ရောက်လာခြင်းဖြစ်ပြီးမိသားစုလိုက်ဝင်ရောက်လာသူများလည်းရှိကြောင်းဖမ်းဆီးခံရသူများတွင်ကလေးငယ်များလည်းပါဝင်ကြောင်းသိရှိရသည်။ ဘောနော်ဒီအောက်ချုပ်ရေးမူလို့မဘာသာတို့ဘယ်သူမှမတတ်ရင်စကန်တို့မန္တလေးတို့နေပြည်တော်တို့ဆိုလို့ရှိရင်နော်ဒီစက္ကဆာကိုအလုပ်လုပ်ပြီးတဲ့နော်ခွေးတံတန်းစားတွေအကောလို့อ่ะနော်သူတို့တတ်တာဗောနော်တို့ကြံကြံတော့ကြောက်တာပါနော်စကိုင်းတို့မကွေးတို့ရန်ကုန်တို့ကြည်လိုက်နော်ပြူစော်တီအုပ်စုတွေမဘာသာအုပ်စုတွေဆိုကျွန်တော်တို့ရဲ့ PTF UG တွေဆိုအပြတ်စော်တာနော်ဒါမှကရင်ပြည်တယ်မှာဆိုတော့ဘယ်သူမှမစော်ရင်ဘယ်သူစော်ဘယ်သူစော်ရဲမလဲ ကောင်းကြီးပန်းတွေကစော်ချစ်သူအမမလုံဆိုင်လိုက်တာဟုတ်တော့ဒါကြောင့်အော့ချစ်သမားတွေကလည်းမင်းတို့ရဲ့ခေါင်းဆောင်တွေရဲ့အတာကြောင့်မာနာကြောင့်နော်လောဘကြောင့်တို့ရဲ့ဂွေနဲ့မှမဝင်ဖို့တတိဝီတရားနဲ့တော့ဆက်ပြီးတော့အလုံးလုံးကြပါလို့အမမျိုးပြောချင်တယ်နော်အရေးစိတ်ပူရတယ် အခုကလေးတွေဆိုလည်းတချို့ကလေးဆိုလည်းထပ်ပမရှိတော့ဘူးအခုသူတို့တွေအကြက်ကန်တာပြီလေ KNU တွေကဒီ KBDX တွေအကြက်ကန်တာပြီလောကမပေးထွက်တော့ဘူးနော်ပေးထွက်လို့လည်းမရတော့ဘူးအခုဒီကရင်ပြည်တွေမှာဒီတလားနဲ့လတ်အတွင်းမှာပဲနော်ဒီစော်ချစ်သူအကွက်ထဲမှာဝင်နေတဲ့အချိန်မှာပဲကျမတို့ PTX ကလေးတွေကျမတို့ရဲ့ KNA တွေအများကြီးကြဆောက်သွားတယ်နော်ကြဆောက်သွားတဲ့ကလေးတွေတကယ်အရေးအချင်းရှိတဲ့ကလေးတွေတကယ်တတိရှိတဲ့ကလေးတွေတကယ်ထမ်းရတဲ့ကလေးတွေတကယ်ဟိုမှာနှလုံးရည်လက်ရုံရည်ပြည့်စုံတဲ့ကလေးတွေကြဆောက်ရတာနော် စောချစ်သူကအပိုင်ကန်တော့မယ်ဆိုလို့ရှိရင်တော့ तू သိလေဒီကောင်တွေကဘယ်သူဘယ်အဖွဲ့ကလက်ရုပ်ရည်ရှိလဲနှလုံးရည်ရှိလဲထက်များလဲဆိုတော့စောချစ်သူသိတယ်။ဒါကြောင့်အခုစောချစ်သူလုံးရတာကိုရလေ။အရန်ကိုမှမမကြုံတော့ဖြစ်သွားတာ။အကြာတမမမျိုးဆိုလို့ရှိရင်ဒီကြိုတင်လို့သွားပြောထားတဲ့ကလေးတချို့ကလေးဆိုစောချစ်သူရဲ့ကစားကွက်တမနီတို့ဝင်ရုပ်ထွဲဖို့မလွယ်တော့ဘူးနော်။ဒါကြောင့်စောချစ်သူတို့ရောဒီရန်နိုင်လို့နဲ့အပေးယူလောက်ရတဲ့နေစားတပ်ပွဲတွေ့လား။ စစ်ကောင်စီကိုလို့ပြီးတော့နိခုငါမှပြန်လုခန်းတာစစ်ကောင်စီလူတွေကိုနေစားထမ်းမှာပို့ပြီးတော့ရှင်တရောက်တကောင်တကောင်ထမ်းကိုပေးပြီးတော့နိခုငါမှပြန်လုနိခုငါမှပြန်လုမှာဗောနိခုငါမှစက္ကစလူတွေကြီးပဲလေနိပညာတရုတ်သမားတွေပဲလေမောင်ချစ်သူခေါ်လာတာဟိုမောင်ချစ်သူဖတ်သမားနိခုငါနဲ့မြတ်ဝတီ KN ကောဆန်အပေးယူလောက်ကလေးကမြတ်ဝတီဂွင်ကိုစောချစ်သူဂွင်ရောက်ကလေးကတရုတ်နိပညာသမားတွေစောချစ်သူခေါ်လာတာနိခုငါမှလာထားတယ် ်နိခုမနိခုငါမလာထားပါလားအားလေးလာဖြစ်တယ်ပြီးလို့ရှိရင်နေစတမ6နေစစီးတဲ့စခန်းတွေကိုစီရေဖော်ဆောင်တယ်ယန်နိုင်နဲ့စောချစ်သူနဲ့စီရေဖော်ဆောင်တယ်ပြီးလို့ရှိရင်စစ်ကောင်စီလူတွေကိုထိုင်းနဲ့စားမှယန်နိုင်ကပို့ပေးတယ်ပြီးလို့ရှိရင်အဲ့ဒီလူတွေကနိခုငါမတို့ပြန်ချတယ်ဒါတော့နိခုငါမစကားစားလေအင်အားကြီးလာပြီကြီးလာတဲ့အချိန်မှာပဲစောချစ်သူကမြေဟိုသူနေတဲ့တမခုနေမှာ KLA တမတော်ဆိုတော့အင်အားတွေ900 600ပြန်ပြီးတော့စင်တန်းနေပေး တင်းနဲ့လေးပေးပြီးအဲ့ဒီ900 600လူနဲ့နိခွန်900လူနဲ့သူပေးပေါင်းတော့တော်လိုက်ရင်အင်အားကြီးတဲ့အဖွဲ့စီဘလို့ဖြုတ်ဘလို့ဖြုတ်ရမလဲသူအကွက်တွေစင်နော်အခုလိုမျိုးတလားနဲ့လားအတွင်ပဲရှိသေးတယ်နင်းနေတဲ့ကောလို့သူပြန်ယူလာတော့ပြီအဲ့ဒါပဲကြည့်နော်စောချစ်သူအရတော်တယ်ဒါကြောင့်မင်းတို့အခုစောချစ်သူရဲ့လက်ကွဲတဲ့ဝင်တဲ့အုပ်စုတွေထွက်ပါမစီတော့ဘလို့ထွက်မလဲဆိုတော့တပါပဲဆိုတော့တယ်စောချစ်သူနဲ့နုတ်ပြတ်ပေါင်းတော့လေစောချစ်သူညိနန်တဲ့ဒီအထုဒေတာအောက်ချော်ရုံနုတ်ပြတ်သွားမှာနောက်ဆိုရင်တော့တတ်ရအောင်မယ် ်နေ့တဲ့အများကြီးဆက်တိုက်အောင်မယ်။ဘာပြဆော်ချစ်သူကလည်းမီရောနဲ့သူအကြက်ကန်တာတို့မျိုးဆော်ချစ်သူကလည်းမီရောရဲ့ KNU ခရင်ကောင်းဆောင်အကြက်ကန်တာလေ။ ENG ကောင်းဆောင်လည်းအကြက်ကန်တာလေ။ဒါကြောင့်ထပ်ပတော်တိုင်ထွက်လို့မရတော့ဘူး။အေးဒီလိုထွက်ရမယ့်အပေါက်နှစ်ပေါက်ပဲရှိတယ်။ကော်တူးလေးနဲ့ပြက်လာပေါင်ပြီးတော့မဟာမိတ်တရေဝင်ကျင်ညာနော်ကော်တူးလေး KTLA KNA ကော်တူးလေး KNDO ကော်တူးလေး DKB ကော်တူးလေး PDF ကော်တူးလေးတန်လာမဟာမိတ်လို့တဲ့နေ့မင်းတို့စော်ချစ်သူကိုတိုက်လို့ကြောက်ဆုံးတဲ့နေ့ပဲ နော်မယောင်ရင်စာကြည့်မယောင်ရင်လှုပ်ကြည့်လိုက်ဒါလားမင်းတို့ဒီကော်သူလေခေတီကလေးနဲ့မျိုးမဟာမဲမလောက်ဘူးမပေါင်းရဲဘူးဆိုလို့ရှိရင်မင်းတို့စစ်ဆက်ပြီးစစ်ရရနေမင်းတို့အဖေဆိုအဖေဆိုနဲ့ပဲမတာပေါ်တော့မှာဘာဖြစ်ဆိုမင်းတို့ KNU KNU ခေါင်းဆောင်တွေကလုံးဝမောင်ချစ်သူကိုမလွန်ဆန်နိုင်ဘူးနော်အဲ့ဒါကြောင့်မင်းတို့ဒီလိုပဲစစ်ရဆက်တိုင်းမယ်ဆိုမင်းတို့နေ့နဲ့ထပ်သိအောင်မှာထမတာပေါ်အောင်မှာနော်ဒါကြောင့်မင်းတို့ထမတာမပေါ်ချင်းထပ်တော့မောင်ချစ်သူရဲ့ကစားကွက်တော့မှာအဖေဆိုနဲ့မသေးချင်းကောသူလေခေတီအဲ့အေးနဲ့ပြန်လာပေါင်းပြီးတော့မဟာမိတ်ကျညာတစ္ဆာရီတော့အဲ့ဒီနေ့မင်းတို့တော်နိုင်ရင်လည်းအောင်မြင်မယ် စီလဲအောင်မြင်မယ်နော်ဘာကြောင့်လဲဆိုတော့ပေါ်သူလေခေတီအဲ့အေဆိုတော့ကိုကိုပန်အုတ်ချခွင်းနဲ့အသက်ပြက်လာသွင်းအဖွဲစီရဖျားသားသမီးနေနော်နတ်ကောင်နတ်မြတ်ဆော့ဆော့ပြန်ဘာဖြစ်သူတို့အခုအောင်မြင်မှုကြတဲ့နေရာနေသူတို့စစ်တပ်တို့အောင်မြင်မှုကြတဲ့နေရာဖာရောမူကြီးဆိုဝါရောပတ်ဆက်ညင်ညပပတ်တပြားမမပောက်ဘုရထာစားတဲ့ထမင်းအစရေအစဖာရောမူကြီးဆိုဝါရောငွေတပြားမမပောက်ပြည်သူလူထုချွေးနှမ်းစာနေပဲပါတာဒါလားအေးဒါကြောင့်မလို့ဘိုးအဲ့ကွီတို့နေမြင်လားဒီတမချောင်းနေမြင်လားတို့လား ပေါ်သူလေးတဲ့တားတဲ့နေမြေတွေစခန်းတွေကြည်လာနော်ပြည်သူလူထုခြွေနှမ်းစာမေတ္တာစေတနာတက်ပဲစောချစ်သူနဲ့ပြတ်အပေးယူလောက်တာလို့ဒီအဲမိအောင်နဲ့အပေးယူပြတ်လောက်တာမျိုးလို့တယုတ်ဆောင်တာမရှိဘူးရုပ်စင်ရတာမရှိဘူးနော်တယုတ်ဆောင်မလားဟာဒီစခန်းရပြီစကားစားပေးလာပြီစကားစားလေးဝင်ပြီ90 60အဲ့လိုမျိုးမရှိဘူးနော်နော်อืมအဲ့ဒီလိုမျိုးကျွန်မပြောတာဒါကြောင့်အခုတို့အကွက်မာသွားတာစောချစ်သူနဲ့မဟာမိတ်သွားလို့တို့နင်တို့မသိတဲ့ပြဿနာနဲ့အများကြီးပဲကိန်းနေနေမှာနော်ကျွန်မအကုန်သိတယ်ကျွန်မအကုန်သိတယ်စောချစ်သူဟုတ် KNA ပြန်လာအသက်သွင်းကြတဲ့က နော်ကျမနဲ့စကားလာပြောတဲ့ကလေးတွေရှိတယ် BG ရဲ့ကလေးတွေနော်အဲကျွန်တော်တို့ကျမဆိုကြိုတင်တော်ပြပြီးစောချစ်သူကစားခွားမီလို့ဝေမီလို့အဖေဆိုနေသိမှာနော်ဒီကောင်ကမလွယ်ဘူးနော်ဒီကောင်လူကြုံမှာနော်အာသူပစားကားတာဖယားဖယားဖင်ကကာယာကာယာကရင်ပြည်မှာဖယားတွေတဲ့တဲ့စစ်တီတွေတဲ့တဲ့မင်းအွန်လိုင်းလိုမျိုးပဲနော်ဖယားတွေလောက်ပြတယ်တရားတွေလောက်ပြတယ်သူရင်ခွင်မှာနော်ဖယားတရားမရှိဘူးလူစားမှာသူအာနာရဖို့သူလုံးမှာအဲ့ဒီလိုမျိုးသူစောချင်းရှိတာဒါကြောင့်မို့လို့အခုလိုမျိုးပဲ နေတော့ကရင်ပြည်နဲ့တမ6နယ်မြေမှာစစ်နိုင်ခြင်းငါပြောပြီမင်းတို့မယုံရင်လှုပ်ကြည့်လိုက်ကော်တူး၄ KTLA နဲ့မင်းတို့မဟာမိတ်ပြန်လာပေါင်ရဲတဲ့နေ့ကဘာသိအောင်မင်းတို့တစ္ဆာစစ်စစ်ကြညာရဲတဲ့နေ့နေတော့တော်လန်ရေးကရင်ပြည်နဲ့အောင်မြင်တဲ့နေ့ပဲမင်းတို့မယုံရင်လှုပ်ကြည့်လိုက်လှုပ်ကြည့်လိုက်မင်းတို့အောင်မြင်တော့မင်းတို့လူငယ်တွေလည်းဖျားဆော့ဆော့မှာနားဆော့ဆော့မှာမာကြောင့်အခုမင်းတို့စစ်တပ်နဲ့ KNU နဲ့အောက်ခိုင်အုပ်စုတွေ နော်အန်နူဂျီနဲ့ပေါ်တဲ့အုပ်စုတွေကိုမဲကျွန်မပြောမှာအခုကရင်ပြည်မှာနော် KNA လား KNDO လားအန်နူဂျီနဲ့မပေါ်တဲ့အုပ်စုရှိတယ်အန်နူဂျီနဲ့ပေါ်တဲ့အုပ်စုရှိတယ်ဘာကြောင့်လဲဆိုတော့မင်းတို့အန်နူဂျီနိုင်ငံရဲ့အုပ်စုတွေတခုတပိုးငွေအမဲစားတဲ့ကောင်တွေ KNU လိုမျိုးပဲ KNU KNA ခေါင်းဆောင်တွေလည်းငွေအမဲစားတဲ့ကောင်တွေနော်ဒါကြောင့်ရလာတဲ့ငွေအမဲတွေညီတို့ကလေးတွေအရက်တွေတတ်အပြော်တွေလုတ်အခုညီတို့တမ6နေမြေမှာတမ9နေမြေမှာညီတို့ညီတို့မသိလို့ညီတို့ဆက်မှာငါတို့မသိတော့လား ်ခလေးတွေနေလို့ဘလို့အရက်တိုက်လဲနေလို့ဘလို့ကျွေးလဲဘလို့မွေးလဲခလေးတွေဘွားပြက်ခလေးတွေအများကြီးပဲမိမရင်ခွင်မနေတော့ပါမတာစာမတာတဲ့ခလေးတွေနေလို့လက်ထမလာနေမှာနေလို့အန်ယူဂျီနဲ့ခင်အန်ယူနဲ့ပေါင်းတဲ့ဖက်ဒရယ်ကော်သူတွေအုပ်စုကြားထဲမှာဝင်မှာခလေးတွေဘွားပြက်အများကြီးပဲငါတို့သိတယ်ဒါပေမဲ့ငါတို့ပြောလို့ဆိုတာနေလို့တည်းအာနာစီကိုတတ်လို့ငါတို့အားပေးတယ်ကြားလားဒါကြောင့်မို့ငါပြောပြီးဒီတော်လိုင်းကြီးမှာနေလို့အင်အားဘလောက်ပဲကြီးကြီးနေလို့ဘလောက်ပဲစောက်ယုံချောစောက်ပညာတတ်စောက်ဘွဲရစောက်ရပညာကရင်ပြည်နယ်မှာဆစ်လာတာ ကော်တူလေခေတီအလေးနဲ့ဒီလိုမှဟာမဲမပေါင်လို့ရှင်မင်းတို့တော့မှစိတ်လည်းမနိုင်ဘူးမင်းတို့ထပ်အသေးစိုးအသေးစိုးအသေးစိုးနဲ့ထပ်သိမှာမာကြောင့်လေတိလားကော်တူလေခေတီအေဖြစ်ပေါ်လာတဲ့နေ့ကမင်းတို့ KNU KNA ခေါင်းဆောင်တာကော်တူလေကိုမလက်ခံဘူးဘာကြောင့်မလက်ခံလဲကော်တူလေအနောက်မှာပြည်သူလူထုမြစ်တာစင်ပဲရှိတယ်ဖာယုံမရှိမွိစွာယုံမရှိတဲ့ခါတော့ဒီကောင်းနေရလက်မခံဘူးစောချစ်သူ KNA တန်လာအသက်သွေးနဲ့ကြိုက်ကြိုက်မှာတန်လာလို့တဲ့ချက်မှာသူတို့ချက်ချင်းလက်ခိုင်းတယ်သူတို့ညှိထားပြီးပြီဒါကြောင့်မို့လို့မင်းတို့စောက်အောင်တော့အစ်စ်လေဆိုရင်မင်းတို့ ဒီညတညလို့အဲ့လိုစဉ်းစားမမျိုးပြောလားမိုင်းလားမားလားဆိုစဉ်းစားနော်နားကပြောပြီးပြီနော်ကော်သူလေ KTA ကိုပြုတ်ကွဲအောင်လောက်တဲ့လက်နက်ကအဆုလေကျမတို့ KTA ကိုတခါကွဲအောင်လောက်တာသူတို့ဆဲခါကွဲရမယ် KTA ရဲ့တောင်းတော့တယောက်သူရေချက်စစ်စစ်တရားကြံပါနေဆိုသူဘယ်မှာအရတရားအသေးစုံနဲ့ဖေးရမယ်ဒါကောသူလေးနေမြေမှာမွေးလာတဲ့ပြည်သူလူထုရဲ့ကြိုက်စာမင်းတို့ဘယ်တော့မှထွက်ပါမစီဘူး။ဇာလာအားကြောင့်မလို့ လက်နဲ့ကန်တာလဲဆိုတော့ငါတို့တစ္ဆာရေဆိုတာတိုင်းရတဲ့လူမျိုးတွေမန်ကန်တဲ့လမ်းစင်နဲ့ငါတို့သွားမှာမာနေတဲ့လမ်းစင်နဲ့ငါတို့သွားရင်ငါတို့အဖေဆိုနေပဲသိရမှာငါတို့အဖေဆိုနေပဲသိရမှာကြာလာဒါကြောင့်မလို့မီတို့ KNU KNA ခေါင်းဆောင်တွေကနော်လောဝလောဝဘာမှလုံးလို့မရတော့အခုငါပြောတဲ့အတိုင်းပဲစောချစ်သူဂုတ်ကန်တာပြီဒီကောင်လေးလောက်တာနဲ့စောချစ်သူဂုတ်ချိုးမှာမင်းအွန်လိုင်းကလည်းစောချစ်သူဂုတ်ကန်တာပြီနော်မောင်ချစ်သူလောက်တာနဲ့ချိုးတော့မှာချိုးတော့ချိုးတော့မှာ နော်ဒါကြောင့်မို့ KTLA ကိုစောချစ်သူမပြောဘူးဘာကြောင့်မပြောလဲ KTLA ဒါစောချစ်သူစောကိုင်းစောချစ်သူအရင်မစားပေါ့မှာစောချစ်သူတိရလေ KTLA ဘိုးချွတ်နေတာများသွားတဲ့ line ကမိုင်နေလေဒါကြောင့်ဘိုးချွတ်နေတာများသူဘလို့စီယိုစီယိုစီယိုလို့မရဘူးလေဘာကြောင့်ဘိုးချွတ်နေတာများပညာတာပညာစီငါတို့ရဲ့ KNUK တွေကတော့ဘယ်နဲ့ကောင်ပညာတာပညာစီလဲသူများမိမထမိတ်လက်ချုပ်တဲ့ကောင်တွေကြီးပဲတွေ့တယ်ဟုတ်လားညင်တယ်ဟုတ်လားဟာငါတို့ကရင်ပြည်သူတို့ကပညာတာနဲ့ပညာစီတယ် ငါတို့ခေါင်းဆောင်တွေပညာမတစာမတအောက်နောက်မစိလို့အခုလိုမျိုးသူများမိုင်းမဖေးကို live follow ဖို့တကိုနေကြတာနေအစဲခံရတာနေမတွေ့ဘူးလား